စိမ့်မကြီးအတန်နဲ့တူရဲလို့အလောက်ခံခဲ့ရတဲ့မိန်းကလေးကနေယောက်ျားတိုင်းကျွေးရတဲ့ကဘာကျော်ဆူရောမာလေးဖြစ်လာခဲ့သူပရိသတ်ကြီးရမှုထူးခြားလာတဲ့အတန်ရင်ပိုစရာကျဲလို့ရင်လို့အကရီနဲ့ပရိသတ်ရဲ့အတဲကိုတဖြုတ်ဖြုတ်ကျွေးစင်းသွားအောင်လုပ်ပြနိုင်တဲ့ဆူရောမာလေးကိုတင်သိပါသလားလဲလို့သားတစ်ခုပြောပြရမယ်ဆိုရင်ဒီမဟာမြမပြီကကလေးစာခွေးဆောင်အကုန်သိချတဲ့နာမည်ကျော်သရှင်တစ်ပုဒ်ရဲ့အဆိုရှင်ဖြစ်ပါရင်အရှိမာတော့ဒီမရဲ့အတန်ကိုကြားယုံနေတယ်လူတွေကြွေကြတဲ့နာမည်ကြီးဆိုတော့တယောက်ဖြစ်နေပေမဲ့အတိတ်တုန်းကတော့ဒီမရဲ့ပေါ်ဟာဂျန်တဲ့လုံးခဲ့ပါတယ် ။ဒီမရဲ့အတန်ကိုစိတ်မနဲ့တူရဲဆိုပြီးလူတွေကမဆာမနာဝိုင်းလောင်တာကိုခံခဲ့ရဘူးတာပါ။ဒီလေတဲ့ဘဝလေးကနေရုပ်ကြီးစင်းရဲသွားတဲ့ဘဝကိုလည်းရောက်သွားခဲ့ပါသေးတယ်။ဒါရီမကပဲဘဝကြီးလက်နှစ်လျှောက်မှာဂျန်နလာရဲ့လောကရန်ပေါင်းများစွာကိုလည်းကြော်ဖြတ်ခဲ့ရပါတယ်။အောင်မြင်တော့မယ်ဆိုတဲ့ရောင်နီလေးမြင်ရကနီးမှာရင်အခါခါလဲပြုံမှုရှုံးနေမှုတွေလည်းကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူကဟာနောက်မဆုတ်ခဲ့ပဲစက်ကျူးစားခဲ့တာကြောင့်အခုဆိုမသိသူမရှိတဲ့နာမည်ကျော်အဆိုရှင်မလေးတယောက်ဖြစ်နေပါပြီ။ ယောက်ျားရီရဲ့တဲနှလုံးကိုကလီတီတီဖျောင်းလုပ်နိုင်တဲ့ဒီဆိုရောမာလီဟာဘယ်သူလဲဒီဘဘဝမှာဘာစိတ်ခေါ်မှုအခက်ခဲတွေကြုံတွေ့ခဲ့ရလဲအဲ့ဒီအခက်ခဲတွေကိုသူမဘလို့အောင်မြင်စွာနဲ့ကျော်လွှားနိုင်ခဲ့တယ်လဲဒီနေ့မှာတော့ပူရီတာရီရဲ့အသေးဆွဲလက်ဖြစ်နာမည်ကျော်ဝါကာဝါကာပေါ်လုံးတချင်းရဲ့ဒေသရှင်လက်ဖြစ်တဲ့အဆိုရောရှာကီရာရဲ့ဘဝဆက်ကြောင်းကိုတင်ဆက်ပေးတော့ပါမယ်ရှာကီရာရဲ့နာမည်ရင်းကတော့ရှာကီရာအစ္စဘဲမဘရက်ရီပေါ်လို့ခေါ်ပါတယ်ရှာကီရာကိုလေဗနွန်ဖခင်နဲ့ကိုလံဘီယာမိခင်တို့ကကိုလံဘီယာနိုင်ငံဘာရင်ကွေလာမှာ1989 ဖေဖော်ဝါရီလရက်မှာမွေးဖွားခဲ့ပါတယ်။ဂျာဂီရာဟာအခုဆိုရင်လေးစားစရာကောင်းပြီးချမ်းသာကြွယ်ဝကအောင်မြင်တဲ့မျိုးသမီးတူဦးဖြစ်နေပေမဲ့သူဝရဲ့ဘဝနီးတန်းမှာတော့အဲ့လိုမဟုတ်ပဲ။ဒရယာတန်ချက်တည်းအပြည့်နဲ့ဖျက်ဆီးခဲ့ရတာပါ။ဂျာဂီရာကိုလူလက်တန်းစားမိသားစုပါမွေးဖွားခဲ့တာဖြစ်ပါတယ်။သူဝရဲ့ဖခင်ဟာကျောင်းပြရနနာရောင်းချတဲ့လုပ်ငန်းကြီးကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့အဖေရဲ့လုပ်ငန်းဟာဒီဝါလီခံခဲ့ရပြီးအကျွေးတွေပုံလာပါတော့တယ်။ဒါကြောင့်စင်ရဲသားမိသားစုဖြစ်နေချင်းညာချင်းပြောင်းလဲသွားတာပါ။ ရှာကီရာရဲ့မိဘတွေဟာရှာကီရာကိုဆုပ်ဆုပ်ပြက်ပြက်မနေစေလိုတာကြောင့်သူ့ရဲ့ဦးလေးနဲ့အချိန်အတော်ကြာသွားနေခိုင်းခဲ့ပါတယ်။အဲဒီလိုအချိန်တစ်ခုကြာနေပြီးတဲ့နောက်မှာတော့ရှာကီရာအနေနဲ့သူမအိမ်ကိုပြန်ရောက်လာတဲ့အခါမှာအိမ်ကလုံးဝကိုဗလာကျဲဖြစ်နေပါပြီ။အကြောင်းကတော့သူမအဖေရှိထားတဲ့ပတ်စံတွေကိုပြန်ဆက်နိုင်မှုအတွက်အိမ်တော်ပရိဘောကအပါအဝင်ရှိသမျှပစ္စည်းအလုံးကိုရောင်းချလိုက်ရလို့ဖြစ်ပါတယ်။အဲဒီမှာရှာကီရာကသမီးတို့မိသားစုဘာလို့ဒီလိုချိုးချိုးတက်တက်ဖြစ်နေရတာလဲဆိုပြီးဝမ်းနေဒေါသနဲ့သူ့အဖေကိုပြောလိုက်မိပါတယ်။အဲဒီမှာပဲသူ့အဖေကရှာကီရာကိုလမ်းပေါ်ကိုခေါ်သွားပြီး ပြီးတော့ထိုင်တောင်းစားနေတဲ့လမ်းမီးကဦးမဲအိမ်မဲကလေးတွေကိုပြကငါတို့စင်းရဲနေတော့မင်းပတ်ဝင်းချင်မှာမင်းထပ်ပိုးစင်းရဲတဲ့ကလေးတွေရှိသေးတယ်လို့ပြောပြပါရယ်ချက်ကီရာဟာအဲ့ဒီအချိန်ကစပြီးငါဒီစင်းရဲမှုကနေလွတ်မြောက်မှရမယ်ငါထက်စင်းရဲတဲ့သူတွေကိုလည်းကူညီပေးရမယ်ဒီလိုဖြစ်လာဖို့အတွက်ငါကြိုးစားမှရမယ်ဆိုပြီးတန်လိုက်တန်ချလိုက်ပါရယ်ချက်ကီရာတယောက်စောကလေးကစိတ်ကူးအိမ်မဲတစ်ခုရှိခဲ့တာပါဒီမှာဟာနာမည်ကြီးရဲ့ဆိုတော်တယောက်ဖြစ်လာဖို့အတွက်အမြဲတမ်းစိတ်ကူးရင်နေခဲ့တာဖြစ်ပါရယ် ်ဒုဗတ်အသက်၄နှစ်တုန်းကဖခင်ဖြစ်သူကဒေသခံစားတောက်ဆိုင်ဆိုင်ကိုခေါ်သွားခဲ့ပါတယ်။အဲဒီမှာအရှိလေးပိုင်းတစ်ချင်းနေမှာအတုံးပြတဲ့ရိုးရပုံတီးပြီးဘိုင်လုတ်တင်လုတ်တဲ့အကောင်ကိုသူမမြင်သွားခဲ့ပါတယ်။ဂျက်ကီရာဟာအဲဒီတစ်ချင်းတန်တဲ့အကောင်ကိုတန်းသဘောကျသွားပြီးတခါရင်းစပွဲပေါ်တက်ကခဲ့ပါတယ်။အဲဒီအချိန်ကစလို့နာမည်ကြီးဆိုတော်နဲ့အကပညာရှင်ဖြစ်လာရမယ်ဆိုတဲ့ညီမန်းချက်ဟိုင်းမှသွားခဲ့တာပါ။အခုဆိုသူမအနေနဲ့နာမည်ကျော်အောင်လုပ်ပြီးလမ်းမီကကလေးတွေကိုအိမ်ပေးမယ်။ပညာရေးကောင်းကောင်းပေးမယ်ဆိုတဲ့ရည်မှန်းချက်ပါဒူးလာခဲ့ပါပြီ ဂျက်ဂီရာအသက်၈နှစ်အရွယ်မှာတချင်းတပ်ပြိုင်တီဆိုရတဲ့အဖွဲတစ်ခုထဲပါဝင်ခဲ့ပါရယ်။ဒါပေမဲ့အဲ့ဒီအဖွဲကောင်းဆောင်ကမင်းတန်ကအရန်ဆုလို့နဲ့စိမ့်မတကောင်ရဲ့အသက်လိုပဲမင်းဒီတသက်အဆူရောလုံးလို့ရမှာမဟုတ်ဘူးဆိုပြီးဂျက်ဂီရာကိုဖိနှိပ်ခဲ့ပါရယ်။အဲ့လိုနင်းနေနနာကြီးအပြောခံလိုက်ရလို့သူမဟာအရန်ကိုနာကျင်ခဲ့ပြီးစိတ်ပြတ်အားငယ်သွားခဲ့ပါရယ်။ဒါပေမဲ့လည်းသူမရဲ့အဖေကသမီးချစ်တဲ့အရာကိုသမီးဆက်လို့ဘသူပါပြောပြောဂယုမဆိုင်နဲ့ဆိုတာအကောင်းဆုံးအားပေးခဲ့တာပါ။အဲ့ဒါနဲ့ပဲအသက်ရှင်နေမှာရှကီရာဟာသူမရဲ့ပထမဆုံးသချင်းတစ်ပုဒ်ကိုရေးဆက်နိုင်ခဲ့ပါရယ်။ အသက်၃နှစ်မှာပထမဆုံးဒေသတွင်းစာချုပ်ကိုလည်းလက်မှတ်ထိုးနိုင်ခဲ့ပါရယ်အစုပ်ပိုင်းကိုဒီဇိုင်းမမတ်လုပ်ခဲ့ပြီးအသက်၈နှစ်မှာလူမရဲ့ပထမဦးဆုံး album ထွက်ရှိလာခဲ့ပါရယ်ဒါပေမဲ့အောင်မြင်မှုတော့မရခဲ့ပါဘူးဒီလိုနဲ့ပဲထပ်စူးစမ်းပြီးဒုတိယ album ကိုထပ်ထုတ်ခဲ့ပါရယ်ကဲစိုးစွာနေပဲဒါပါလည်းမအောင်မြင်ခဲ့ပါဘူးပရိသတ်ကြီးရဲ့ချက်ကီရာတယောက်ပါဆက်လုပ်တဲ့ထင်ပါတယ်နောက်ပိုင်းကိုဆက်မပြောခင်မှာအခုလိုစိတ်ဝင်စားဖွယ်ရအကြောင်းအရာအဆောင်လင်ကိုမပြတ်တမ်းတင်ဆက်ပေးနေမယ်ကျွန်တော်ရဲ့ top up page ကိုလည်းအချိန်တစ်ဆက်ခန့်လေးပေးပြီး like and follow လေးလေးလောက်ထားလိုက်ပါဦးဗျာ ရှကီရာဟာပထမအယ်ဘမ်ရောဒုတိယအယ်ဘမ်ရောဘာတစ်ခုမှမအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့တာမန်လူတွေနဲ့မတူတာဟာရှကီရာဟာလွယ်လွယ်နဲ့အရှုံးပေးခဲ့သူမဟုတ်တာပါပဲ။လူမအနေနဲ့စိတ်ပြတ်တယ်အားငယ်ခဲ့တာမှတ်မိမဲ့မရက်တမ်းပဲဆက်လက်ကြိုးစားခဲ့ပါရင်အဲ့လိုနဲ့ပဲအချိန်တစ်ခုကြာပြီးတဲ့နောက်1996ခုနှစ်မှာလူမရဲ့တတိယမြောက်အယ်ဘမ်ထွက်လာပါတော့တယ်။အယ်ဘမ်နာမည်ကတော့ Pines Descalzo လို့ဖြစ်ပြီးခြေပလားလို့အဓိပ္ပာယ်ရတာပါ။အဲ့ဒီတတိယမြောက်အယ်ဘမ်ဟာအချက်ရေး3000အထိကိုရောင်းချခဲ့ရပြီးဒီမားရဲ့အောင်မြင်မှုလေးရရှိလာပါရင် အဲဒီမှာ Shakira အနေနဲ့ပတ်စံအများကြီးစုမိသွားပြီးသူမဘဝစတင်အလဲပြောင်းဖြစ်လာသွားတော့တယ်။ Shakira အနေနဲ့အမျော်မြင်လဲချိတဲ့မိန်းကလေးလို့ဆိုရပါမယ်။သူမအနေနဲ့အစတုန်းကသူမရဲ့ဘာသာစကားနဲ့သာသချင်းတီးဆိုနေခဲ့ပေမဲ့အင်္ဂလိပ်လိုလဲသချင်းရေးနိုင်အောင် American ပြည်သက်တွေပို့တူအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူမမိသားစုကိုခေါ်ပြီး American နိုင်ငံ Florida ပြည်နယ် Miami ကို1990အသက်20မှာပဲပြောင်းရွှေ့လာပါတယ်။အဲဒီလိုနဲ့ပဲ2010ခုနှစ်မှာတော့ Shakira ဆိုတဲ့နာမည်နှလုံးဖြစ်သွားတဲ့အထိဝဝကွဲအောင်မြင်မှုကြီးဖြစ်လာဖို့အကြောင်းဖန်လာပါတယ်။ ဒူမကိုရိုင်းတီဆိုဒူမကိုရိုင်းကထားတဲ့2010 FIFA ကမ္ဘာဖလားတချင်းဝါကာဝါကာဟာတကဘာလုံးအုံကျွတ်ကျွတ်ထပေါက်သွားခဲ့ပါတယ်2016ဇန်နဝါရီမှာဒူမရဲ့အဲ့ဒီတချင်းဗီဒီယိုကကြီးစုသူဘီလီယံနဲ့ချီတဲ့အထီကိုရောက်ရှိသွားခဲ့ပါတယ်2012ခုနှစ်မှာတော့ Shakira ရဲ့ US Album ရောင်းချမှုဟာဒေသနီးပါးရှိခဲ့ပြီးဒူမရဲ့ကမ္ဘာတဝန်း Album ရောင်းချမှု80ကျော်အထိရှိခဲ့ပါတယ်ဒီလိုအောင်မြင်မှုတွေကြောင့်ကာလာတခြားလုံးရောင်းဟာအကောင်းဆုံးနဲ့ကိုလံဘီယာနုပညာရှင် Gloria Estefan ဆိုတဲ့ဆိုတော့ပြီးရင်ဒုတိယအအောင်မြင်ဆုံးလက်တင်မျိုးသမီးဆိုတော့လည်းဖြစ်လာခဲ့ပါတယ်။ Shakira ဟာသူ့ဘဝရည်မှန်းချက်တစ်ခုပြီးတစ်ခုပေါ်အောင်မြင်ပြီးမြောက်သွားတာနဲ့နောက်တစ်ခုကိုပါဆက်ပြီးတော့လုပ်ပါတယ်။သူမအောင်မြင်လာတဲ့အချိန်မှာဇာတိကိုလံဘီယာကိုသွားပြီး Brighter Foundation တစ်ခုပေါ်တည်ထောင်အားကလေးငယ်တွေကိုအထူးသဖြင့်လက်မိကကလေးငယ်တွေကိုအဆင့်မြင့်ပညာရေးရအောင်ကူညီထောက်ပံ့ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ Gloria နိုင်ငံအပြင်အခြားသောနိုင်ငံတွေကိုပါအဖွဲ့တွေထပ်ခွဲပြီးကူညီပေးခဲ့ပါတယ်။သူမဟာ UNICEF ကိုပဲတာဝန်လည်းဖြစ်ခဲ့ပြီး 2020ခုနှစ်မှာကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာလုံတမားအဖွဲ့စီကဘုံပြူချင်းမြင့်ကျင်းကိုလည်းခံခဲ့ရပါတယ်။ဒီဘက်ကိုအရင်ကဆိုးဆိုးရွားရွားဆိုးတော့တယောက်တို့အခေါ်ခံခဲ့ရပေမဲ့အရှုံးမပေးဘဲစူးစမ်းခဲ့တဲ့ဒီဘက်ဟာအခုဆိုတာမန်ဆိုးရောင်မဟုတ်တော့ပဲနာမည်ကျော်အဆိုပြိုင်ပွဲ The Boy Season 4နဲ့ Season 6တွေမှာအကဲဖြတ်တိုင်းဖြစ်ပါဖြစ်လာခဲ့ပါတယ်။ဒါ့အပြင် Latin Grammy, American Music Award, MTV and Black 2000အပါအဝင်စုပေါင်းများစွာကိုလည်းရရှိခဲ့ပြန်ပါသေးတယ်။ Shakira ဟာ Waka Waka သချင်းသာမကဘဝနေပါ wherever လာထိုဂျူရာအစ်စတုန်လိုင်းချက်ဒေးဂျီစားရဲနာမည်ကျော်သချင်းတွေကိုတည်ဆူခဲ့တဲ့အပြင်တစ်တော်မှာဖင်လောက်ကဆော်ပြီးတားနာမည်ကြီးသွားခဲ့တဲ့ရှီဘူသချင်းနဲ့အကရဲ့မိုဘိုင်းရှင်လည်းဖြစ်ပါရင်မကြည့်ရသေးရင်အသေးချာပေါက်သွားကြည့်လိုက်ပါပရိသတ်ကြီးတို့ကြိုက်သွားစရာမဲလို့အာမခံနိုင်ပါရဲ့။ယနေ့နေ့မှာတော့မစားမနာဝေဝဲမှုတွေနဲ့အရှုံးတွေကိုဇက်တိုက်တွေးခဲ့ရပြီးလဲပြုတ်ခဲ့ပေမဲ့အပြုံးနဲ့ပဲပြန်ထပြီးအောင်မြောင်ကျူးစားခဲ့တဲ့နာမည်ကျော်ဆူနော်ပါလေးရှာကီရာအကြောင်းကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရဲ။နောက်ထပ်လည်းသေဝင်စားစရာကောင်းမဲ့အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ဦးမှာမလို့ ဖေရှင်ကိုဆက်လက်ဆောင်ကြည့်ဖို့လည်းမမေ့ပါနဲ့ဦးဗျအစောင်းနေ့ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ